န်းခံပြီးတဲ့နောက်မှာချစ်ကြောရေးခန်းကိုရောက်တာနေပြီးတော့စပြောမယ်။ဟာချစ်ကြောရေးအဲ့ဒီဖန်းခံရတော့ကျွန်တော်အရင်တပတ်ကပြောတာချစ်ကြောရေးတော့ရောက်ပါပြီနော်။ချစ်ကြောရေးရောက်ပါချစ်ကြောရေးရောက်ပါတော့ကျွန်တော်တို့ချစ်ကြောကြောအဲ့ဒီကဖန်းတော့ဗျာ။ဖန်းတော့โอ้ကျွန်တော်တို့ညဘက်ကြီးခေါ်သွားတာပေါ့နော်ခေါ်သွားတယ်ဟိုလေးရောက်ရောက်ပေါ့ကျွန်တော်တို့ထုံးတဲ့နိုင်ငံသားကိုကြီးတို့ဆိုတော့ဂျုံမှုပြီးသားနေမှာပါ မျက်စိစီးထားတယ်စီးထားလက်ထိတ်ခတ်တာခတ်ထားပြီးတော့ကျောင်းလေးငုံ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 ရတာပဲတကယ်လည်းဘာမှမရှိပါဘူးဝမ်းပြီးတော့ရှေ့ကနောင်တော်ကြီးကပြောပြခဲ့တာပြောပြထားခဲ့တာ哦ဝမ်းပြီးတော့ကြော်ကြော်ကြော်ဆိုကြော်ရတာပြီးတော့ပြောမလုပ်လဲဆိုတော့စောင်းရောင်ထိုင်ပြီးတော့လမ်းလျှောက်ခိုင်းအော်တိုင်းပြီးလမ်းလျှောက်လမ်းလျှောက်ဝင်တော့ကျောင်းမင်းဟိုပါလေညဘုတ်ဥကညဘုတ်ဥကပြီးလျှောက်ပြုတ်ကြမယ်ပြုတ်ကြမယ်ဆိုဘေးကနေအော်တယ်။ဟောကျွန်တော်လည်းဟို ဘယ်လိုပြောမလဲရှေ့ရဒီဟိုနော်မိုကြီးတွေရှေ့ရမေးရောဘောနော်အဲ့လိုအတွေ့အကြုံတွေပါလေမေးဘူးတော့နေတော့သိတာဘောနော်ဒီလိုတွေလောက်တက်တယ်ဆိုတာတော့ကိုကဒီတိုင်းမရှောင်းတာပါအဲ့တော့ဘေးကပါလာပြောလဲတော့အားတဲ့ဒီကောင်းနဲ့တိုးတောင်းနားမထောင်နဲ့ပြုတ်ကြတော့မှာပဲတဲ့သူညာဘက်ကရှောက်လို့ပြောနေမလားကျွန်တော်ညင်ကကနေညာဘက်ကိုတခါတကောလုံးပလေဆိုညာဘက်ကိုရှောက်တယ်ပဲနေရင်ဝင်တိုက်ပေါ့ဟာဒီကောင်ရွေးတယ်ကွာညီမညာဦးလေဗျာအေးပါဟောပြောညလုံးကြီးစီးတာတော့ထားပါတော့ဟော အဲ့တော့အဲ့စကြောရေးအဝင်ပေါ့နော်စကြောရေးဝင်ဆိုတော့ပြီးတဲ့ပြီးတော့ကျွန်တော်စကြောရေးကန်းနဲ့ရောက်သွားတယ်အဲ့ဒီညတော့ဘာမှတော့ထမမီးတော့ဘူးပေါ့နော်မီးတော့ဘူးဒါပေမဲ့အဲနောက်နေ့ရစပြီးတော့မီးတော့အဲ့ဒီမှာကျွန်တော်တို့ကရောက်တာစကြောရေးရနှစ်ခုပြနှစ်ခုရောက်တယ်ကျွန်တော်တို့စဖမ်းတော့ကျွန်တော်တို့မင်္ဂလာတုံးအောင်အောင်မင်္ဂလာအဝေးပြေးရှေ့ကစစ်ပေးကြီးကလုံကျုံထူးဖွဲ့နှစ်ပေါ့နော်အဲအဲ့ဒီကိုခေါ်သွားတာပေါ့အဲ့ဒါအရင်တစ်ဘက်ကပြောပြီးနေတူတယ် ဒါတော့အဲ့မှာကျွန်တော်တို့စစ်ဆေးပြီးတဲ့အခါကျတော့ကျွန်တော်တို့ပဲခေါ်သွားလဲဆိုတော့ရွှေပြည်သားစကြောရေးကိုခေါ်သွားတယ်ရွှေပြည်သားစကြောရေးခေါ်သွားရွှေပြည်သားစကြောရေးမှာကျွန်တော်ဟိုမှာရောက်ကျွန်တော်တို့ကအကုန်လုံးဟိုစစ်စစ်လို့ကြိုးလို့ပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုတဲ့အနေထားဖြစ်သွားတယ်ဖြစ်သွားရွှေပြည်သားစကြောရေးမှာကျွန်တော်တို့ကစင်းရင်းသွားပေါင်းတဲ့သဘောပေါ့ဟိုမှာသွားထားပြီးအဲ့ရနေမှာရွှေပြည်သားစကြောရေးကနေမှာအင်းစင်ပို့တာပေါ့ဗျာထောင်ပို့တာပေါ့ဟိုရွှေပြည်သားစကြောရေးရောက်ပေါ့ရောက်သွားတော့ ရောက်ပြီးရောက်သွားတော့ရှင်ပြသာစစ်ကြောရဲ့အခြေအနေကိုကျွန်တော်ပြောပြအောင်မယ်ဗျာ။ तू ကဟိုဓမာယုံလို့အဆောက်အဦးပြပါလိမ့်ကဓမာယုံလို့အဆောက်အဦးအဲ့ဒီအဆောက်အဦးမှာက၄တန်း तू ကအဲ၃မိနှစ်ခန်းပေါ့နော်၃မိနှစ်ခန်း၃မိနှစ်ခန်းကိုကျွန်တော်တို့ကလူကများတော့ဒုတိယကျော်လောက်ရှိတယ်။ဒုတိယကျော်လောက်ရှိတော့ဘလို့အိပ်ရလဲဆိုတော့တခန်းကိုနှစ်တန်းပေါ့နော်ဟိုဟို အလဲကိုချောက်တွေစိုင်ပြီးတော့အိပ်ရတာပေါ့ဗျာအဲ့လိုမျိုးလေးတိုင်းအိပ်ရတယ်အဲ့လိုအဲ့တော့အဲ့ဒီကျွန်တော်တို့ဘယ်လိုလုပ်ထားလဲဆိုတော့အဲ့ဒီမှာရေချိုးစရာကံမပါဘူးအင်းအုတ်ကံကြီးကကျွန်တော်ကမြင်နေအစာအုပ်ကိုသူတို့ကမြင်နေတော့ခတ်ထားတယ်။အုတ်ကံကဘေးမှာမြင်နေရတယ်။ဒါပေမဲ့ရေချိုးကမ်းမပါဘူး။နောက်မှအိမ်သား၅လုံးရှိတယ်။၅လုံးရှိဆိုကျွန်တော်စကြဝဠာမှာဘလို့လောက်ရလို့ဆိုအိမ်သားတစ်လုံးကိုအစုံဆုံးအိမ်သားတစ်လုံးကိုလုံးဝဟိုအိမ်သားတက်အိမ်သားမတက်ရဘူးပေါ့နော်။အိမ်သားမတက်ရဘူး။အဲ့ဒီအိမ်သားမှာပဲရေချိုးရတယ် မျက်နှာသေးရတယ်၊တွားတိုက်ရတယ်အကုန်အဲ့မှာလောက်ရတာ။ဘုံကဟိုဘာလဲဟိုရေချိုးကန်းဆိုတဲ့ဟာမျိုးမရှိဘူးပေါ့နော်အဲ့မှာအဲ့လိုနေတာပြီးလို့ရှိရင်ကျွန်တော်တို့စစ်ကြောရင်းမှာကျွေးတဲ့ခါရောက်ဘာကျွေးလဲဆိုတော့မနေ့ဆိုလို့ရှိရင်သူတို့ကထမင်းဘွာပေါ့နော်ထမင်းကြော်လေးပေါ့ထမင်းကြော်နာပို့ပို့လို့ရှိရင်ထမင်းကိုစားလေးနဲ့နေထားတယ်ထမင်းကြမ်းကိုပေါ့နော်စားလေးနဲ့နေပြီးတော့ကြက်ဥ ကျော် help price ကိုအကျိုး help price ကိုတလုံးကျော်ပြီးရင်သူကလေးစိတ်စိတ်လိုက်တယ်တစိတ်ရအဲ့လိုအဲ့လိုပို့တော်တော့ဖော်ဘူးနဲ့ဖော်စွန်းနဲ့အော်အဲ့ဖော်ဘူးနဲ့ဖော်စွန်းနဲ့ပို့တော်နေလဲဆိုဘာပို့လဲဆိုငါးကောင်းရင်းပို့တယ်ကျွန်တော်အဲ့မှာဆိုရင်ဟိုငါးတခေါ်လို့ခေါ်ကြတာပေါ့ဗျာငါးကောင်းရင်းပို့တယ်ငါးကောင်းရင်းဆိုတော့ငါးကောင်းအောင်ကိုစဉ်းစားကြည့်ပေါ့ဗျာလက်စည်းစရာလည်းဘာမှမရှိဘူးစကြဝဠာဘာမှဟိုအပြင်ကနေပို့လို့ရတာမဟုတ်ဘူးလေဆက်ပြားရဲ့ဘာလည်းမရှိဘာမှမရှိအဲ့လိုမျိုးဖြစ်နေတာ ဖြစ်နေတဲ့အနေအထားမှာဒီငါးကောင်းကိုစားဖို့ကြတော့ကော်စွန်းနဲ့စားရတယ်။အဲတော်တော်များများအဆင်မပြေတော့ဘူးအဲ့လိုမျိုးတွေပေါ့နော်။အဲ့လိုမျိုးတွေကိုဟိုရှိတယ်။ကြီးတော့ထားပါတော့ဗျစကြိုးရေးရောက်တော့မှမရရတော့ကျွန်တော်တို့ဟိုဘောရောက်ပြီးတော့အဲ့မှာအဖိုးကြီးနှစ်ယောက်ပေါ့နော်နာမည်တော့ကျွန်တော်မပြောတော့ပါဘူး။မပြောတော့ဘူးဆိုတော့သူတို့ကတကယ်ကဘာမှမဆိုင်ဘူး။ဒါအဲ့ဒါအဲ့ဒီအဖိုးကြီးကရှက်ဘေးကြီးကြတယ်ဗျာ။ ကြည့်လိုက်တော့အော်တော်လည်းတက်ကြည့်ပြီ90ကျော်လောက်ရှိပြီညီကို2ယောက်အဲ့ယုံကျွန်တော်ကမေးကြည့်တယ်အငဲလို့အငဲလို့ဘလို့ဖြစ်လို့ဒီပါလာလာလဲလို့ဆိုတော့ဟောက်ွားတယ်မပြောချင်ပါဘူးွာတယ်ငေါ့ဝါနေငါတို့လေချန်ပီယံလိဘလို့ဝဲကိုကြည်နေတာတဲ့ရက်ကွက်တွေကလူငယ်တွေနဲ့ပေါ့နော်ချန်ပီယံလိဘလို့ဝဲကြည်နေတယ်အဲ့ဒါကိုဟိုဘောလုံးဝဲဆိုတော့ပြသိတဲ့အတိုင်းပဲဟိုနည်းနည်းပါအော်ရာပါညာရှိမှာပေါ့နော်ချန်ပီယံလိဘလို့ဝဲဆိုတော့ तू ကညတနာကြီးဝဲလောက်ကန်နေပွဲလေလေအဲ့လိုမျိုး အော်အဲ့ဒါကိုတို့လူငယ်တွေဆိုကလေးတွေနဲ့တို့ကကြည်နေတာကြည်နေတာကိုဘေးအိမ်ကစူလို့ဆိုပြီးတော့ဘလို့သတင်းပို့လိုက်လဲဆိုတော့တို့လိုက်တာပေါ့နော်ကလေးတွေကိုစုပြီးတော့ PDF ပင်နှံပေးနေပါတယ်ဆိုပြီးတို့လိုက်တာအဲ့လိုတို့လိုက်လို့ရောက်လာတာအဲ့ဘိုးကြီးညောက်ကတို့ကြည်တော့ PDF PDF ပင်နှံနီးပြဆိုလို့ဟိုဟိုစားဖအကောင်ကြီးပြောတာပါသူ네ပါတော့စဉ်းစားသင့်တာပေါ့နော်ဟော PDF ပင်နှံနီးပြလို့ပြောအောင်လဲဟိုအဖိုးကြီးညောက်ကလေသူကလည်းသူလမ်းလျှောက်နေတော့မှာ ရှက်ပဲကြီးတွေဆိုတော့ဟိုစကြောရောက်တော့ရှက်ကလည်းမတော့ပါဘူးလေအဲကြောင့်လို့ပါမှာပေါ့နော်အတက်ကလည်း80ကျော်ပြီလိုင်းလျှောက်တော့ဆိုလျှောက်နေမှာရိုင်းလို့ရိုင်းလို့နဲ့လျှောက်နေရတာအဲတော့ပီရက်တင်တဲ့နီးပြားဆိုပြီးဖမ်းလာတယ်ကြာဟိုစဉ်းစားကြည့်အဲ့လိုမျိုးနောက်တစ်ယောက်ကကြာတော့ကျွန်တော်တို့မြောက်ကလာကောင်လေးအဲ့ကောင်လေးကသူကအဲကမ္ဘာယာစင်ကီယာမှာအဲ့နေရကမ္ဘာစင်ကီယာမှာသူကသူ့ကောင်မလေးနဲ့မုံဝင်စားအော်ဘလော့ဝင်မုံဝင်စားသူအဲ့အဲ့ရဆိုင်မှာမုံစားနေတော့အပြင်မှာ ဆန္ဒပြဖို့ဖြစ်သွား तू မသိလိုက်ဘူးသိလည်းပြီးတော့စားတော့ပြီးပြန်ထွက်လာတော့ဗောနော်ထုံးစံတိုင်းဝင်ဆန္ဒပြဟိုကလေးတွေကဆန္ဒပြပြီးတော့ပျောက်ကြဟိုသူတို့ဆိုပျောက်ပျောက်ပြပြီးပျောက်သွားတယ်ပျောက်သွားချိန်မှာဟိုကောင်လေးကရောက်လာအဲ့ချိန်မှာဒီကောင်ကသူ့အိမ်အတွက်ဆိုမုံလေးဝယ်ပြီးတော့အပြင်ထွက်လာထွက်လာထွက်လာတော့ तू ကလမ်းမလမ်းမ तू ကထင်းထင်းဗောနော်အဲ့မုံမူးနဲ့အော်ဘလက်နဲ့ဆို तू မတ်တယ်လိုက်ဗောမတ်လိုက်တော့အဲ့ကလေးအဲ့ဆန္ဒပြဖို့တော့မပေါဘူးဒါပေမဲ့ तू ကအဲ့ CDM လောက်ဖို့အကြောင်းမတက်နေလို့ဖို့ဗောနော်အဲ့လိုဟာတွေဆောက်ရည်လိုက်ကတဲ့နေမှာ तू ကပါတယ်အဲ့ညောက်ကလာတယ်မှာ ဟိုအဲ့ဓာတ်ပုံတွေကသူ့ဖုန်းထဲမှာရှိတယ်အဲ့တော့ထားပါတော့ဗျာအဲ့ဒါသူ့စကြွေးရောက်လာတော့ဗောနော်အဲ့လိုနဲ့ပါလာပါလာအဲ့ဓာတ်ပုံတွေနဲ့တွေ့တာဟိုဓာတ်ပုံမတွေ့သေးဘူးသူ့ကိုခေါ်ပြီးတော့မီရောအော်ဘာပြောလဲဆိုတော့ဟိုကအေးရဟိုကဟိုကဗောနော်တက်ချက်ကြီးနေမှာဗျာ၃ရက်လောက်ရှိမှာဗောအဲ့ဖိုးကြီးကရောင်းနေကျွန်တော်နာမည်မေ့နေအဲ့ကောင်ရောင်းလာအောင်နေဆိုစကြွေးကန်းအောင်ခေါ်တာမဟုတ်ပါဘူးဒီမှာပဲခဏတစ်ဖြုတ်ခေါ်ပြီးစကားပြောရအောင်လာအောင်နေဆိုခေါ်ပြီးတော့ မင်းရတဲ့မင်းတို့ကောင်းနေရတယ်ဘာဖြစ်နေကြကြောဟောပြောတာကောတော့မင်းတို့မင်းတို့အခုလို့ဖြစ်တော့တယ်စီအပေးကြီးကဘာလို့ပြင်းနေလို့လဲအန်ဂျီကဘာလို့ပြင်းနေလို့လဲအဲ့လိုတွေပြောနေတာကောနော်အမင်းတို့ PDF ပြောပြီးမှရရှိတယ်သူပြောသွားတာမင်းတို့ PDF တွေကိုလည်းငါတို့ကမလုံးချင်လို့လဲငါတို့ကြည့်နေတာလေငါတို့ကဂျိုးလူ28လုံးတင်ထားတယ်မင်းတို့ PDF တွေဘာလို့လဲချီးပါတာတေးပေါက်တာဆာငါတို့ပြီးတယ်ငါတို့မလုံးချင်သေးလို့ကြည့်နေတာအဲ့တိုင်းပြောနေလို့ရှိသေးတယ်တယောက်ကဝင်လာအင်းနောက်တယောက်ကဝင်လာဝင်လာပြီးတော့အဲ့ဘိုးကြီးကို ုံးလုံးထိုးပြီးအဲ့နဲ့ဖိုးရအဖုံးကြီးတော့ဟဲ့ရော့တယ်ပတ်စော့ဖွင့်တယ်ဘောင်လေးကဘာထားပြောလဲသိလားအဘလည်းအဘတို့ဂျိုလူ29လုံးရှိတယ်ဆိုပြီးတော့ကိုကလည်းကိုဖွင့်ပါလားကိုကလည်းကိုဖွင့်ပါလားဟောတော့အော်ဝါစဲဆိုပြီးပြီးဟောတာနဲ့နောက်ဆုံးတော့ဖွင့်မိလဲရတာဟောကပြောပြတာပါသဘောကိုပြောပြတာဟိုထောက်ထောက်ထောင်းနိုင်ရဲ့ကမောက်ကမာလေးအဲအဲ့လိုမျိုးလေးတွေပေါ့ အဲထားပါဗျာအဲ့ရနေပြီကျွန်တော်တို့မနေ့ရက်ကကျွန်တော်တို့ထောင်ရောက်တော့2021အမေစုဝင်နေ6လပိုင်း19ရက်နေ့ရောက်သွားတာညနေပိုင်းလောက်ပေါ့နော်၄နိုင်လောက်ရောက်သွားရောက်သွားတော့ဟိုကိုကျွန်တော်တို့ကလည်းဟိုပွင့်လင်းမြောင်ကျွန်တော်တို့ကထောင်နဲ့ကျွန်တော်တို့ဆိုတာဘာမှမသက်ဆိုင်ဘူးနိမသက်ဆိုင်ဘူးကျွန်တော်တို့ကျွန်တော်တို့လုပ်တဲ့တဲမှာဒီ ဟိုကျွန်တော်တို့လုတ်ကင်နေတဲ့ထဲမှာဒီကဒူးစရိုက်လုံမိုင်းပါလေဘာမှရှိတာမဟုတ်ဘူးလေလုံမကင်မှာဖြစ်လို့ရောက်ခြင်းမှာရောက်ဖို့ရှိမယ်ကျန်တာဘာမှရောက်เสียအကြောင်းမရှိဘူးအဲ့တော့ကျွန်တော်တို့ကထောင်ချောင်းဘာမှမသိဘာမှဟိုရောက်တော့ထောင်ထဲလဲဝင်လဲဝင်ပါဘူးအထက်ရောက်တော့ဟိုစဝင်လာသတော့ဘာတွေတွေ့ရအောင်မလဲပေါ့နော်စိုးရင်စိတ်တော့ရှိတာပေါ့နော်ဟုတ်တာပေါ့အထက်ဝင်သွားတော့အထက်မှာကြည့်လိုက်တော့ကိုလူလေးကြီးပဲပုံတော့ညာညာအာကိုသွားပြီအာဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့ဩငါကောင်နေရှိတယ်ပေါ့နော်ဘာမှမဖြစ်ဘူး ရောက်ပါစားပေါ့ဗျာရောက်ပါစားတော့ကျွန်တော်တို့ဟိုပေါ့ကျွန်တော်တို့ပို့လိုက်တာကအင်းစိန်ထောင်ပြီးပန့်ထောင်ဝင်လေးကိုပို့လိုက်တာပြီးပန့်တော့အင်းစိန်မှာကထောင်ဝင်ကနှစ်ဝင်းရှိတာပေါ့နော်ထောင်မကြီးရဲ့ပြီးပန့်ထောင်ဝင်ဆိုနှစ်ဝင်းရှိ